တော်လန်ရေးကိုအကျိုးပြည့်စည်သွားမှာစိုးလို့မပြောပါဘူးဆိုတဲ့လူတွေကိုပြောထားမယ်ပြောဖို့လဲလိုအပ်လာပြီထင်လို့ကျွန်တော်မှနောက်ကျောအသားတွေရောနံပေးအသားတွေရောစုံလာပြီဗီဒီယိုဖိုင်သက်တည်ရှိတယ်မြို့နယ်ပအဖနဲ့ဆက်ဆက်တဲ့အဖွဲ့ကနေပြီးတော့ကျွန်တော်တဲကိုကုလူသွားလာနေတဲ့ရဲဘော်တယောက်ကိုမင်းမိသားစုကိုထောက်ပံ့ပေးမယ်နော်မင်းမိသားစုတွေအပြည့်အဝထောက်ပံ့ပေးမယ်မင်းငကားကိုတိုက်ပွဲထဲမှာနောက်ကနေပြစ်ပေးရဲလားအဲ့ဒီလိုမေးတဲ့ဗီဒီယိုဖိုင်ရှိတယ်ကျွန်တော်အချက်လက်နဲ့ မပါဘဲနဲ့ကိုင်မပြောဘူးကျွန်တော် blind တိုင်းမှာကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တာဝန်ခံတယ်အဲ့ဒီလိုပြောထားတဲ့ဗီဒီယိုတောင်မှကျွန်တော်ဒီနေ့ဒီချမပြခဲ့ဘူးတော်လန်ရေးအချိုးစည်းပွားကိုကြည့်တယ်ဆိုတာအဲ့လိုမျိုးကြောင့်နော်ပြောတဲ့နဲ့အပိုင်းတွေကိုပဲပြောပြီးကျွန်တော်ထိန်းထားခဲ့ကျွန်တော်ကိုတတ်ပေးရင်မိသားစုကိုနောက်ခံကိစ္စတွေအားလုံးဘာမှမပူနဲ့တိုက်ပွဲထဲမှာမင်းနောက်ကနေပြစ်ပေးရလားတိုက်ပွဲမှာသွားနေတဲ့လူကိုဟိုနောက်မှာအာနာယူနေတဲ့လူတွေကဒီလိုမျိုးကြံ့စည်တာနော် အဲ့ဒီမှာရဲဘော်ဟာအဲ့လိုမျိုးတော့မလုံနိုင်ဘူးနော်ကိုနကားကိုမလုံနိုင်ဘူးဆိုပြီးတော့ပြောလို့မဟုတ်ပါဘူးမင်းစိတ်တက်ကိုသိကျင်လို့စမ်းကြည့်တာပါဆိုပြီးတော့ရှော့ချသွားတယ်တကြိမ်နော်အခုဟိုတနေ့ကအဲ့ဒီအခုကျွန်တော်ထရေသစ္စာဖောက်သွားတဲ့လူတွေနော်မြို့နယ်ပါပါဘကဖတွေလေးမြို့နယ်ပေါင်းပြီးတော့ဖမ်းဖို့ကြံစီတယ်ဆိုတဲ့နေ့ကအဲ့ဒီအစီဝေးတွေကနေပဲချက်ချင်းသတင်းလန်းပို့တယ်ကိုနကားကိုပြောလိုက်ပါအောင်နော်ဒီလိုဖမ်းဖို့လုပ်နေကြတယ်ကျွန်တော်အစီဝေးပြင်ဘက်ကိုခဏထွက်ပြီးတော့ပြောတာ ဒါပေမဲ့ကျွန်တော်ပြောတယ်ဆိုတာတော့မသိပါသေးနဲ့လေးမြို့နယ်အစည်းအဝေးလုပ်တယ်။နောက်အစည်းအဝေးဆုံးဖြတ်ချက်ဘယ်လိုဆိုတာပြောမယ်ဆိုတော့အစည်းအဝေးဆုံးဖြတ်ချက်မှာဖမ်းဖို့ဒီတော့အဆင်မပြေတော့ဘူး။သူနဲ့ပတ်သက်တဲ့ထောက်ဖို့တွေကိုသူတို့လိုက်ပြီးတော့အုပ်စုဖွဲ့ပြီးတော့နော်ဒီထောက်ဖို့ဖြတ်တော့ဖို့လုပ်မယ်လောလောဆယ်လုပ်မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ကြတယ်။ဒါကအတွန်းထဲရလာတဲ့သတင်းတွေကျွန်တော်မှအချက်လက်တွေရှိတယ်ဒေတာတွေရှိတယ်။ဒေါ်လာရဲ့မျက်နှာကိုထောက်နေလို့မပြောတယ်ဆိုတာအဲ့လိုမျိုးပြောတာ ါမဲ့ကျွန်တော်ပြောရတာမယ်အဲ့ဒီလိုကြံစီမှုမျိုးကတချိန်ကြံစီဘူးတယ်ဟိုအစောပိုင်းမှာလူသတ်မှုကိစ္စတွေရင်းမာပြည်မျိုးနယ်မှာလူသတ်မှုကိစ္စတွေပြောပြီးတဲ့နောက်မကြခင်မှာအဲ့ဒီပြောတဲ့လူကိုနော်တတ်တဲ့လူနဲ့နော်ခုခုတပြေဘုဒ္ဓမနိဆိုတာတွေနဲ့မျိုးနယ်ကနေရာပေးလိုက်တဲ့ NUG ကနေရာပေးလိုက်တဲ့ပုံကိုယ်တွေပေါင်းပြီးဖမ်းဖို့ရင်မောင်းနိုင်ရွာမှာအစည်းအဝေးလာလို့ ဲ့ဒီစကားကိုခင်ခင်ချင်းပဲမြေပြင်မှာရှိတဲ့ရဲဘော်တွေကပုံနကားကိုဖမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတူမီတွေကိုမိပုံရှုပ်ပြီးထိုင်နေလိုက်အောင်ပဲဆိုပြီးတော့ပြောလို့ရှော့ချသွားတယ်။မဟုတ်ပါဘူးအဲ့လိုသဘောမတူရင်လည်းမလုပ်ပါဘူးဆိုပြီးတော့နောက်စကလုံးကိုရှော့ချသွားတယ်။အသက်မသေးသေးတဲ့လူတွေတတ်သေးသေးအများကြီးရှိတယ်။